အန်ယူဂျီနဲ့တိုင်းသားတွေစီလုံးညီညွတ်မှုအရေးအတွက်အန်ယူဂျီစ조사သလားဘ ෝජ ုထုံမြနိုင်အင်တာဗျူးကျွန်တော်ဒီကနေ့နားထောင်လိုက်ရတယ်အန်ယူဂျီ조사ပါတယ်အန်ယူဂျီကတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျသူစီလုံးဖို့조사တယ်သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့ထမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှထမင်းစားမယ့်နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကပြီးပြောရင်အဲ့လိုမျိုး ဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုဟာပေါ့ဘိုက် GB ကြံခဲ့မှာပေါ့အဲ့လိုမျိုးတန်တရားတွေဒိဟားတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှိကနေလုတ်ခဲတဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစည်တနာမမှန်မှုတွေကြောင့်ယုံကြည်မှုတိဆောက်ရတာအခက်အခဲရှိတယ် ဒီဟာအခက်ခဲကြောင့်나တို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်나တို့ကအရင်လိုမျိုးလှုပ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဒါပေမဲ့အသိကံအကျိုးပေးကြောင့်ကံကံကြီးအကျိုးဒါလိတုံးတဲ့ချက်ပါမှာဖြစ်တယ်လို့ဒီကနေ့ဆက်လက်ထောင်နိုင်ရေးတွေအများပြားဖမ်းမိတယ်လို့၄ကိကောမျိုးသိမ်းဖို့ဖက်စတာစစ်ကြောင်း၅ကြောင်း ਨੇ စူးစမ်းနေတယ်ဒီအခြေအနေတွေရှိတယ်လို့ ထိုင်းနိုင်ငံတော့ရောက်အလုံးလုံးကန်နေရက်သူတွေအတွက်ထုတ်ပေးတဲ့ပန်းအောင်ကက် CI ကနေ passport ပြောင်းတဲ့ကိစ္စတွေပြဿနာတက်နေပါတယ်ဒီအကြောင်းအရာတွေတင်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘုံကျုံထွန်းမြတ်နိုင်ရဲ့အေယာဝတီကွန်ဆွန်ရဲ့အင်တာဗျူးလေးကိုအရင်သုံးသပ်ချင် ဆိုတော့ဘုဒ္ဓတို့မြင်နိုင်တဲ့ AR Council interview မှာအန်ယူဂျီဟာဒိုင်းသားတွေနဲ့စီးလုံးမှုစီးလုံးမှုစူးစမ်းသလားဆိုတော့စူးစမ်းပါတယ်ဒါပေမဲ့ကံကံဤအကျိုးချောက်သူ့နောက်မလိုက်ရဲဘူးတဲ့သူ့နောက်လိုက်လို့ဘိုက်တလုံးကြံခဲ့ရင်ပြဿနာတွေတက်ကုန်မယ်ဆိုတာမျိုးလေးပြောတဲ့အချက်ကိုတွေ့ရပါတယ်ဟုတ်ပြီဒီရဲ့နောက်ထပ်စင်ပွားစရာအတွေးတွေအများကြီးရှိပါတယ် ဒါလေးကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ်ဒီကနေ့ကတော့မြေပြင်လက်ရှိအခြေအနေတွေကိုတိုက်ပွဲစစ်ပွဲတွေနဲ့ပြည်သူလူထုအပေါင်းဂယုစိုက်ရမယ်တည်င်းတွေကြိုတင်ပြဆင်းရတဲ့တည်င်းတွေကိုကျွန်တော်တို့ပြောကြရအောင်ဆိုတော့ဒီကနေ့မှာတော့ထိုင်းနိုင်ငံမှာ CI ဆောက်ဆိုတဲ့နိုင်ငံသားအတိမတ်ပြုလက်မှတ်ဆောက်ထုတ်ပေးတဲ့ထုတ်ပေးတယ်ထိုင်းနိုင်ငံအစိုးရကပိုင်းအောင်ကတ်ဝပ်ပါမစ် CI နဲ့အလုံးလုံးခွင့်ပြုတယ်သွာလာခွင့်ပြုတယ် ဒါကိုထပ်ပြီးတော့ CI ကနေ passport ပြောင်းနေလုပ်ငန်းစဉ်ရှိတယ်။အဲ့လုပ်ငန်းစဉ်ကငွေကုန်ကြေးကြလည်းမများဘူး။မှတ်ပုံတင်တဲ့တကောင်သိရှိပြောင်းလို့ရတယ်။ဒါပေမဲ့အဲ့ဒီ CI ကနေ passport ပြောင်းပြီးတခါလနိုင်ငံရဲ့ခြောက်ကိုထွက်ခွာသွားတဲ့လူတွေရှိတယ်ဆိုတော့တန်တရားနဲ့မြောင်းလိုက်ဂျပန်ဘတ်စစ်တပ်ဟာရေကောက်ပွဲမဆခင်မှာပဲလက်စွမ်းပြတယ် ဲ့တော့ passport ပြောင်းပြီးရင်ထိုင်းနိုင်ငံ only ဆိုတဲ့တစ်စိမ်တုံးထုတ်ပေးတာတွေ့ရထိုင်းနိုင်ငံနဲ့မြန်မာပြည်ကလွင်ကျန်တဲ့ဒီ passport သုံးခွင့်မပြုတ်ဆိုတဲ့ပုံစံမျိုးနဲ့ပတ်သက်ပြီးဒီကနေ့ passport for job passport for thailand only ဆိုတဲ့တစ်စိမ်တုံးထုတ်ပါတယ်အဲ့တော့တခြားနိုင်ငံကိုထွက်မယ်ဆိုရင်တော့အဆင်မပြေတော့ဘူးထိုင်းနိုင်ငံထဲမှာအလုံးလုံးမယ်နေမယ်ဆိုရင်တော့အဆင်ပြေပါတယ်တိုင်းကမှာအလုံးလုံးတဲ့လူတွေအနေနဲ့ကတော့အဲဘာမ ပြဿနာမရှိဘူးအဲ့ဒီစာအုပ်ကို CI ကို UB passport ပြောင်းပြီးတတိယနိုင်ငံထွက်ပြေးမဲ့လူတွေအတွက်တော့ပြဿနာရှိပါတယ်နော်အဲ့တော့အဲ့ဒီအမှာနှစ်ခုရှိတယ်ပေါ့နော်ဆိုတော့တချို့ကလည်းအဲလုံးလို့မရဘူးဆိုတာမျိုးပြောတယ်တချို့ကလည်းအဲဒါဖြစ်ဖြစ်နိုင်လုံးလို့ရတယ်ထိုင်းနိုင်ငံခွင့်ပြုရင်လုံးလို့ရတယ်ဆိုတာမျိုးပြောပါတယ်အဲ့တော့တချို့ဝေမန်း ချက်တီထဲမှာတန်ယုံတော်တရားဝင်မဖွင့်နိုင်ပဲကိုယ်စလဲယုံပုံစံလုပ်ပြီးအထင်ကြီးအောင်လုပ်နေတဲ့သူတွေပြောကြတာပေါ့ဗျာတဲ့ passport for thailand only ရေးတာနိုင်ငံတကာဥပဒေကတရားမဝင်ဘူးဒီစကားကိုကြည့်မယ်ဆိုရင်လည်းအရင်ကအာနာသိန်းတာတရားမဝင်ဘူး82နှစ်နာရီစောင့်ဆိုတာမျိုးပြောတာ ਨੇ တပုံစံနေပြီတကယ်တမ်းလုံးလို့ရသလားမရဘူးလား CI ကနေ passport ပြောင်းလာတဲ့တီးတဲ့နံပါတ်ကိုနေပြီးတော့က revoke လုပ်ပါ revoke REVOK revoke လို့ပြီးနိုင်ငံတကာမှာစကံဖတ်လို့မရအောင်ပိတ်ထားလိုက်လို့ရပါတယ်။အဲ့ဒီ passport နံပါတ်၄ကို Thai Immigration ရဲ့ database ထဲထည့်ထားလိုက်တာနဲ့ passport တွေကမြန်မာနဲ့ထိုင်းခြားပဲသွားလာလို့ရတယ်မှာ။နိုင်ငံတကာရဲ့အချုပ်အခြာအာဏာနှစ်နိုင်ငံသဘောတူညီချက်နှီးပညာ database ချိတ်ဆက်မှုအပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့အစည်းကိစ္စတွေပါထပ်ပြီးရှင်းလင်းပြရရင်ပိုတိကျမယ်ဒီမှာလေဆိုတော့ ။ CI ကနေ PG ပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတဘောဓာတ်ကြီးအများပြထွက်ပါတယ်။အဲဆိုတော့မလာဖက်စတဟာရွေးကောက်ပွဲမတိုင်ခင်မှာလေနိုင်ငံရေးစီးရေးနိုင်ငံတကာရေးတွေကိုဖိဖိစီးစီးကန့်ကွဲလာသလိုရွေးကောက်ပွဲပြီးလို့တရားဝင်အစိုးရဆိုပြီးသူကသူလောက်ရင်သူကသူကြေညာရင်တော့ဒီထက်ပုံမတင်းကျပ်တဲ့အခြေအနေတွေကိုတော့ရင်ဆိုင်ရမယ် အခုညီမပြည်တွင်းမှာအင်တာနက်သုံးဆွဲမှုမရတဲ့လောက်အခြေအနေဖြစ်သွားပြီရတဲ့လူတွေရနေတယ်တပတ်မှာ NUG ဆိုရရဲ့ထိန်းချုပ်နေမြေပါဆိုတဲ့နေမြေဒီမှာလည်းအင်တာနက်အသုံးပြုခွင့်မပေးတော့အဲ့တော့ဒီသူလူလူကတော့ကျွမ်းတကောင်ကြားတဲ့ကမိစာပင်လို့ပဲပြောမလားအနည်းအဆအရအရန်ကြက်နေတဲ့အခြေအနေဖြစ်နေအဲ့ဒီစစ်ပွဲကိုပြီးပြီးစီချင်းနေကြားတဲ့သဘောထားတွေတွေ့ရတယ် ဲ့တော့တော်လိုင်းရေးအင်အားစုတွေဘက်ကတော့စပွဲကိုပြီးကျင်ပါတယ်ဘုသောဖက်စစ်တပ်အနိုင်ရယူပြီးမှသာလေဒီစပွဲကိုပြီးဆုံးမယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့တွားကြတယ်တပတ်မှာတာမန်ပြည်သူပေါ့နိုင်ငံရေးတော်လိုင်းရေးစိတ်ဝင်စားတဲ့ပြည်သူတွေကတော့မြန်မြန်ပြီးကြတော့ပါတော့နိုင်တဲ့ဂျင်းတဲ့လူနိုင်ကြပါတော့အုတ်ချုပ်ချင်တဲ့လူအုတ်ချုပ်ကြပါတော့ဆိုတာမျိုးတွေလည်းကြားရတယ်တဖြည်းဖြည်းနဲ့တော့ ငါနှစ်ပြည့်မြောက်တော့မယ်ကာလနောက်ထပ်လေးလဆိုရင်ငါနှစ်ပြည့်ပြီအခုဆက်လာပိုင်းစတိစနစ်တနှစ်ဖေဖော်ဝါရီနောက်ထပ်2026ဖေဖော်ဝါရီတည်းဆိုငါနှစ်ပြည့်ပြီငါနှစ်အပြည့်ရွေးကောက်ပွဲမလုပ်ခင်မှာတော်လိုင်းတက်တွေကထူထူထိုးစစ်နဲ့နေပြည်တော်ကိုဝင်တိုက်နိုင်တဲ့အခြေအနေမျိုးချိတ်ချောက်နိုင်တဲ့အခြေအနေမျိုးရောက်ရင်တော့ ခြေနေတွေအကုန်လုံးပြောင်းပြန်ဖြစ်သွားမယ်ဆိုတော့နိုင်ငံကြီးတော်လှန်ရေးဆိုတာကလည်းမျက်စိတမိလက်တပြေပြအများကြီးပြောင်းလဲနိုင်တယ်ချော့တော့မတွက်ကြတယ်တိုင်းပြည်နဲ့လူမှုကံကြမ္မာရှိပါတယ်တချို့တော်လှန်ရေးနိုင်ငံကြီးနဲ့ပတ်သက်ပြီးအလူငွေခိုးတာတွေဘာရင်းညာတွေရှုပ်ချက်ခတ်နေတာကြောင့်ပြည်သူလူထုကစိတ်ပြက်နေကြတော့အမှန်ပဲဘယ်လိုမျိုးမိမိမှုပြဘို့ချုပ်ထင်မြင်နိုင်ပြောသလိုပဲအတိတ်ကံကံကြီးအကျိုးအတိတ်ကမိမိပြုမှုခဲ့တဲ့အကျိုးဆက်တွေဟာအခုလာပြီး တိုက်အတိတ်ပစ္စုပ္ပန်အနာဂတ်ရှောင်ဝဲလို့မြင်ဆိုတော့ဌာနေငယ်ရဲ့ဗီလာပတ်စပို့ကိစ္စအပြီးမှာကျွန်တော်တို့ဒီနေ့ရှမ်းပြည်နယ်မှာတရားနယ်တိတ်ပတ်တယ်ကြောက်မဲလို့တီပေါ်လို့မှာထောက်လိုက်ရအများကြီးနေဆယ်ဦးတော့နေဒီဆယ်ဦးတွေဟာဒီဆယ်ဦးอ่ะနော်ဘလို့ပုံစံလဲဆိုတော့လက်ဖေးဆိုင် လမ်းမေးကွန်းရာဆိုင်လူချင်းတွေ့လို့ရနေရမှာတွေ့တယ်။တုံးနဲ့တုံးသတင်းပေးတယ်စစ်တပ်ကစစ်တပ်ကို online ကနေ Viber, Facebook, WeChat, Telegram တွေကသတင်းပေးမှုတယ်။သူတို့တွေဟာနော်တတိပုံစံတတောင်းစားပုံစံခီးသွွားပုံစံပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ထောက်လန်းနေတွေ့ရတယ်။ရန်ကုန်မှာလည်းမြို့ပြ UGD ဒဲမှာ အတွင်ယူထားတဲ့မျိုးပြပြောင်ကြားတပ်ဖွဲ့အတုတွေအများကြီးရှိပြောချင်တာကစစ်တပ်ဟာကျွန်တော်တို့အတွင်ယူထောက်လန်းတာတွေရွှေဝဲစေလွတ်တာတွေလည်းပတ်သက်ပြီးခိုင်ခိုင်မာမာကိုလွတ်တာတွေရွှေရောင်တော်လိုင်းရင်အပြီးမှာဆိုရင်တန်ခါချားတဲ့ကိုထောက်လန်းကြီးတွေထက်ခင်ညွန့်ကတစ်နှစ်တကြစီမံနှစ်20လောက်ကြာလာတော့အဲ့ဖုန်ကြီးတွေကအเจ้าနိုင်ဆရာတော်ကြီးတွေနာမည်ကြီးတာတွေဖြစ်ပြီးစစ်တပ်ကို စစ်တပ်ကနောက်ကနေစနစ်တကျ line ချနေတာရှိဟုတ်ပြီဒီစစ်တပ်ကိုနိုင်အောင်လုပ်ကြရမယ်မနိုင်လို့မရဘူးမနိုင်ရင်တော့တော်တော်ဆိုးတဲ့အခြေအနေကိုရင်ဆိုင်ရမယ်အဲ့တော့ဒါပေမဲ့မြေတုတော်လိုင်းရတပ်တွေကဒရက်ဆက်တော်တိုက်ပွဲဝင်နေတဲ့ရတဲ့လောက်တိုက်နေတယ်အဲဒီနောက်ပိုင်းကာလမှာဆိုရင်တော့ကျွန်တော်တို့စကိုင်းတိုင်း6မှတိုက်ပွဲအောင်ပွဲရခဲ့တယ်ခင်ဦးတိုက်ပွဲစကိုင်းတိုင်းခင်ဦးရွှေဘူးအဆက်မှာဖြစ်တဲ့တိုက်ပွဲ ပလိုင်းတက်တွေအနိုင်ရတယ်။တဘောကဗမောက်တိုက်ပွဲပလိုင်းတက်တွေအနိုင်ရတယ်။ဒီကနေ့၄ကီကောစစ်ကြောင်း၅ကြောင်းနဲ့ဖက်စစ်တပ်ဟာ BGF ဗိုတင်ဝင်းဗိုမုတ်တုံတို့ဥဆောင်နေစစ်ကြောင်း၂ကြောင်းစစ်တပ်က၃ကြောင်းလူပေါင်းရာနဲ့ချီနေလေကိကောမြို့ကိုလက်ရှိကင်းပြီးနေထုံးစစ်စင်နေလေကိကောကိုဖျက်ပြီးမှဟုတ်ပဲဥကိထားတို့ဝေါ်နေတို့ဗျူဟာကုန်းတွေကိုကာဗာလုံးနိုင်ပြင်းတဲ့တိုက်ပွဲတွေဖြစ်နေတဲ့အလောင်းတွေပုံထက်နေတယ် ကောင်းမလို့တော့မရှိပုံထက်နေတဲ့အလောင်းတွေကပြည်သူစစ်တယ်စေးကြောင့်ကြောင်ပြီးတော့ဇွန်ဘီတို့ပဲဘာအသိစိတ်တတ်မှမရှိပဲခြေတန်းတက်အသိခိုင်းအသိခံခိုင်းနေကြတယ်ဒီချိန်ကြီးပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့လေ့လာကြည့်တော့စကိုင်းတိုင်းချောင်းမတိုက်ပွဲမှာဆိုရင်ပြပြတ်တတ်အောင်ဝေးရတယ်စကိုင်းတိုင်းခင်ဦးရွှေဘုံနယ်စပ်မှာဆိုရင်ပြပြတ်တတ်အောင်ဝေးရတယ်ဗမောတိုက်ဗမောက်တိုက်ပွဲမှာလည်းပြပြတ်တတ်အောင်ဝေးရတယ် ဒါကတော်လိုင်းကြီးပြန်လေဥမှုနိုင်ဖို့နိုင်ငံတော်ဆိုင်ရာအထူးထိုးစစ်ကြီးဖြစ်ပေါ်လိုက်ဟိုထိုးစစ်ဆင်နိုင်ဖို့ကနကအဖွင့်လို့တော့ကျွန်တော်တို့ညှော်လင်းမိကျွန်တော်ညှော်လင်းနေပြည်သူကလည်းညှော်လင်းနေမိလို့ယုံကြည်တယ်အဲ့တော့ဒီကနေ့ဆိုရင်ဇိုင်းလန်ခင်ဦးမှာတိုက်ပွဲဝင်နေနေရပါခွေးတွေဝတ်တည်တည်တဲ့အကြမ်းဖက်စစ်တဲ့အလောင်းတွေလာမကောက်နိုင်မီးတချို့နိုင်မဲ့လမ်းမှာပစ်ထားတာပလက်ပလဲပြီးတော့ပုတ်ဆော်လို့နိုင် ါတွေကိုတော်လိုင်းအင်အားစုတွေကနေပြည်တော်ရှိလေးလုပ်ရင်းနဲ့အာဒီအလောင်းတွေကိုမြေမြုပ်တချို့ပေးခဲ့ပါတယ်ဒုတိယဗိုလ်မှူးကြီးအဆင့်ဗိုလ်ကြီးအဆင့်ပါဝင်အလောင်းအမြတ်အများမြေမြုပ်ပေးခဲ့ရပါတယ်ဆိုတော့စစ်တပ်ကိုမြေမြုပ်ပေးတော့မယ်မြေမြုပ်တင်းကျုပ်ဖြစ်မယ်ဖက်စစ်စစ်တပ်ကိုမြေမြုပ်တင်းကျုပ်ဖြစ်မယ်ဆိုလေအတိတ်တပေါ့နမိတ်ဆောင်တယ်လို့အကြံပြင်း ယူဆနေရပါတယ်။တော်ရည်ရအောင်ွက်တဲ့ပြန်လဲဥမော့လာနေပြီဆိုတဲ့အချက်ခက်ခဲမှမှလက်ထဲကင်ပြပြီးပြီဖြစ်ပါတယ်။2029တော်လည်းဤဒုတိယ line ပြီးပြီးနောက်ကျွန်တော်တို့ဖက်စစ်တဲ့ရဲ့တရဆက်စစ်စမှုပြည်သူစစ်တွေနဲ့ပတ်သက်ပြီးပေါ်တာဆွဲလူသားတိုင်းလောက်တာတွေနဲ့ပတ်သက်ပြီးအမျိုးမျိုးရင်ဆိုင်နေရတယ်။တော်ရင်အင်အားစုတွေထဲမှာအင်မတန်စိုးရိမ်ကြရတယ်ဖြစ်တယ်။ဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့နိုင်ငံတိုက်ပွဲတွေလေးမျက်နှာတိုက်ပွဲတွေဗမောက်တိုက်ပွဲတွေခင်ဦးတိုက်ပွဲတွေချောင်းမတိုက်ပွဲတွေနဲ့တော်လန်ကြီးဟာပြန်လေကောင်းထောက်ထွက်လာကျွန်တော်မြေတန်းပြောပါလေမင်းအောင်နိုင်ဟာတော်လန်ကြီးကိုရက်တန့်အောင်လို့မစွမ်းဆောင်နိုင်တော့ပါတိုးတော့အချိန်ဆွဲပြူပါအရကြည်ဖြုံးလူဖြုံးခြွေစစ်ပုံစံတော့သူလုံနေနိုင်တယ်ဆိုတော့လို့ကျွန်တော်တို့တွေ့ရပါတယ်ဒါကိုရှောင်ပြီးတော့ ခန်းစစ်ရှင်နဲ့ဘီဝါမြောက်ပြန်ပြီးစစ်ကစားနိုင်ရင်တော့ကျွန်တော်တို့တော်လိုင်းကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လက်နက်ကင်တိုက်ပွဲကြီးဟာပြန်လေဥမော့လာမှာဖြစ်ပါတယ်။ဒါမှမဟုတ်နိုင်ငံရေးတိုက်ပွဲဥပဒေတွင်တိုက်ပွဲအဆရှိတဲ့တိုက်ပွဲတွေကိုပြန်လဲဆင်နွှဲဖို့ကျွန်တော်တို့မြူသားညီညီအစိုးရနဲ့ဖန်ရီဇင်တွေကတော့음 project ပေါင်း30 40လောက်နဲ့စီးရင်ရှင်းနေကြပါတယ် ါတစ်ဖက်ထားလိုက်မပြောတော့ဘူးအဲ့တော့ဒီကနေ့မြို့သားညီအစ်ကိုအစိုးရနဲ့ပတ်သက်ပြီးအရကတက်တော်အေးဘုချုပ်ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးလေးကိုကျွန်တော်နားထောင်တစ်ဖက်လीအီယရီကိုအောင်စုံနဲ့အင်တာဗျူးရတဲ့မှာကွန်ဆိုကမေးတယ်တင်ပါလေဘုချုပ်ခင်ဗျားတဲ့အန်ယူဂျီအတိုင်းသားတွေနဲ့ပူပေါင်းဆောင်ရွက်ဖို့တပ်ပေါင်းစုဖွဲ့ဖို့အစရှိတဲ့တိုက်ပွဲဝင်ဖို့မစီလုံးဘူးလားတဲ့မစီလုံးဘူးလားဘုချုပ်ထွန်းမြတ်နိုင်ရဲ့အယိုးအလွန်ရိုးရှင်းစွာဖြေချပါတယ် အန်ယူဂျီအားတဲ့တိုင်းသားတွေကိုမစည်းလုံးဘူးလားဆိုတော့ဒီစကားတော့မှားပါလေသူစည်းလုံးပါလေစည်းလဲစည်းယုံပါလေညှိနှိုင်းပါလေသို့တော်တဲ့ကံကံဤအကျိုးပြားဟာအတိတ်ကလုတ်ခဲ့တဲ့ဟာတွေကအခုလာအကျိုးပေးနေတာဟာလေငွေတော့ကာလတွေမှာမြန်မာဗမာနိုင်ငံဤသမားတွေကဂရိမတီခဲ့တာတွေကြောင့်အုတ်တိုင်းသားတွေကသိမယုံကြည်ဘူးဆိုတဲ့အခြေအနေမျိုးကို ဝရုထွန်းနိုင်ဟာပညာသားပါပါလှစ်ပြလိုက်တယ်လို့ဗမာဗမာချင်းရန်ဖြစ်ရင်တိုင်းသားတွေကိုအပြေးလွှားခေါ်ပြီးရင်ဖုတ်ဖက်ကထွက်သွားကြတဲ့အရင်ကာလကအချိန်တွေကိုလည်းတိုင်းသားတွေဟာစိုးရိမ်နေကြပါတယ်။နောက်ပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာအာဂတ်တတော် EE နဲ့ပတ်သက်ပြီးတော့ပြုမူခဲ့တဲ့ကိစ္စတွေရဲ့အတိတ်ကံလို့သူကပြောချင်တာလို့လည်းကျွန်တော်ထင်ပါတယ်။နောက်တစ်ချက်က ျွန်တော်တို့ကရင်နေမြေမှာကရင်ရဲ့အဲ့တော့ကင်းယူဥက္ကဋ္ဌကြီးဘုဂျုံမြတ်တယ်သူပြောခဲ့တာမင်းတို့ဗမာတွေက Federal Federal ပြောပြီးတော့ငါတို့နဲ့မင်းတို့နဲ့လှုပ်ကြကုန်းယုံလို့ကြပြီးတော့မင်းတို့ကအမေရိကန်ထွက်သွားတော့ငါတို့မှာတန်တန်ကြီးဆိုတာမျိုးတွေကြားဘူးပါလေဂရိသစာတည်တော့ခါနွယ်မြတ်တစ်ပိစေဘဝင်ဤဂရိသစာမတည်ကြည်ရင်တော့ဘယ်သူမှယုံမှာမဟုတ်ပါဘူး ိတ်ကတွေးတဲ့အတိုင်းပါဇက်ကပြောပါဇက်ကပြောတဲ့အတိုင်းလက်တွေလှုပ်ဒါဗုဒ္ဓဟောတဲ့တရားမလှုပ်နိုင်ရင်မပြောနဲ့ဒီလိုအခြေခံကျင့်ဝင်လေးတွေကိုတော့ကျွန်တော်တို့ဗမာနိုင်ငံကြီးတမားတွေဂရိတီဖို့လိုအပ်ပြီလို့ကျွန်တော်ယူဆပါတယ်တစ်ဖက်ထပ်ပြီးတော့ကျွန်တော်တင်ပြချင်တာကဘုညုထွန်းမြတ်နိုင်ပြောရတဲ့မှာ NUG ကိုကျွန်တော်တို့ကုညီချင်ပါတယ်ကုလေးကုညီချင်ဒါပေမဲ့သူတို့နောက်တိတ်မလိုက်ရဘူးတဲ့ဘိုက်တလုံးနဲ့ကြံခဲ့မှာဆိုလို့ဆိုဒီစကားချက်ကိုကြည်ချင်းအဖြစ် NUG တဲက NLD အငွေ့သက်တွေကိုဒိုင်းသားတွေကစိုးရိမ်နေပုံရတယ်ဆိုတဲ့သုံးသက်ချက်တွေ့ရပါတယ်ကျွန်တော်ဒီသတင်းပြောနေစဉ်တွင်မှာပဲလက်နက်ကြီးတန်းတွေတပြောင်ပြောင်ချားနေရပါတယ်ဒီမီနဲ့လေကိတ်ကိုတိုက်ပွဲလေးဖြစ်ထန်နေပါတယ်ဆိုတော့အာဂတ်တော်အေးဘူချုပ်ထွန်းမြင့်နိုင်ရဲ့ကံကံဤအကျိုးဆိုတဲ့စကားကိုကျွန်တော်စဉ်းစားရင်းလူတယောက်ဟာကိုယ်စိုက်ပြိုးတာကိုယ်ရင်သိရပါလား အတိတ်ကပြုတ်ခဲ့တဲ့ကံလက်ရှိပြစ်ဆုံးပံမှာရက်တည်တဲ့ပုံစံနဲ့အနာဂတ်ဟာလမ်းပြီးတွက်ကြည့်လို့ရတဲ့အခြေအနေမျိုးကိုတော့နိုင်ငံရေးသမားတွေဗမာနိုင်ငံရေးသမားတွေသဘောပေါက်ကြဖို့လိုတယ်အတိတ်မှာလည်းမှားခဲ့ကြတယ်ဒါကိုလည်းဝေမခံပြစ်ဆုံးပံမှာလည်းထပ်မားနေအောင်ပဲဒါဆိုရင်တော့အနာဂတ်မှာခင်ဗျားတို့ ဘလုံညီညူရေးမတီဆောက်လို့ရမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်စစ်နိုင်တိုက်မယ်ဆိုရင်ညီညူရေးနဲ့တပ်ပေါင်းစုမတီဆောက်ဘဲနဲ့စစ်နိုင်စစ်နိုင်ခြင်းရင်နံပါတ်1ရိုးသားရမယ်နံပါတ်2ညီညူရေးတပ်ပေါင်းစုတီဆောက်ရမယ်နံပါတ်3တော်လိုက်ရေးကိုတော်လိုက်ရင်းနဲ့တူအောင်လုံမရပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်